ဒီ28ရင်းနေမှာဖြစ်သွားတဲ့ငလျင်တန်းကြောင်းလေးစိတ်ထဲမှာတော့ပြောရမယ်ဆိုရင်အရန်ကြီးတော့လေပြောလို့မရဘူးဖြစ်တော့ပေါ့နော်အမှန်တမ်းပြောရရင်တော့ဒီချိန်မှာတော်တော်စုပေါင်းပြီးတော့လေအဲ့လိုပျော်ရွှင်စရာတော်တော်လေးကိုဖြစ်ရမှာပေါ့နော်အခုကတော့အချင်းချင်းလေးပဲလှုပ်လိုက်ရတာပေါ့လို့ဖြစ်သွားတာ30လောက်ဖြစ်သွားတာပေါ့လေရှင်ပါးကြီး30လောက်ဖြစ်သွားတာသာသနာပေါင်းတက်တင်လိုက်ပါလို့ဟုတ်ဒီတန်ဃာတော်တွေအကုန်လုံးကလည်းလုံးဝရှင်မပြူရသေးတဲ့ဟိုတန်ဃာတော်တွေပေါ့နော်အဲ့လိုဆိုတော့အခုအဲ့ရလေးကိုစိတ်ထဲမှာ ဒါကជីနူပြီးတော့ကိုဒီအဆီဇင်လေးကိုလူဖြစ်သွားတာပါဗျာဟုတ်ဟန်းကန်ရှင်ပြူပွဲတပွဲလို့ဖို့ဆိုတော့အချိန်တွေတော်တော်ယူပြီးတော့မှကျွန်တော်တို့လောက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒါယူတော့ကျွန်တော်ဖြစ်သိမ့်မယ်နဲ့မဖြစ်သိမ့်တော့ဘူးပေါ့နော်မဖြစ်ဖြစ်အောင်ကျွန်တော်တို့ပွဲလေးကိုအချင်းချင်းလေးလောက်ရတဲ့ပွဲလေးဖြစ်တယ်ပေါ့နော် Bye. င်္ဂလာပါဒီအလူပွဲကြီးကိုလုတ်ဖြစ်တဲ့အကြောင်းတရားတော့အကိုဒီကို ရွှေလက်ပွင့်ကားရှိုးရုံဖွင့်တော့အဲဒီကားလောကထဲမှာကိုတငယ်ချင်းမေးဆွေတငယ်ချင်းအရင်းတွေပေါင်းဆက်ပြီးတော့ group လေးတွေလုတ်ထားတာပေါ့နော်ကိုမေးဆွေတငယ်ချင်းတငယ်ချင်းမကောင်းပါကိုတို့ထက်တော့အသက်ကြီးပါတယ်အဲကိုကျော်စောကနေပြီးတော့ကိုကိုသူအမြဲတမ်းကိုးကွယ်နေတဲ့ဆရာတော်ကြီးတစ်ပါးရှိတယ် အဲစိတ်တူကချမ်းသာဆရာတော်ဖရာကြီးရှိတယ်အဲဆရာတော်ကြီးစီကိုသူသွားမယ်ပေါ့နော်သွားရင်ကိုတတ်ထက်လက်လိုက်ခဲ့ပါလားဆိုတော့ကိုခေါ်တာပေါ့ဆရာတော်နဲ့တွေ့တော့တန်ဃာတော်တွေ128ပါပေါ့နော်ဒီတဲထဲမှာမှဒီလုံးဝဒီတန်ဃာတော်တွေအကုန်လုံးကလည်းလုံးဝရှင်မပြူရသေးတဲ့ဟိုတန်ဃာတော်တွေပေါ့နော်အဲ့လိုဆိုတော့ကိုအဲ့ရလေးကိုစိတ်ထဲမှာဒါအကြည်နူပြီးတော့ကိုဒီအစီအစဉ်လေးကိုကိုလှူဖြတ်ပြီးလှူဖြတ်သွားတာပါဗျာဟုတ် မှန်တိုင်းဆိုရင်တော့ကိုတို့ကဒီဒီအလူပွဲကိုဟိုလွန်ခဲ့တဲ့တလလောက်ကလေးရပါဘောเนาะဒါစီစဉ်ထားပြီးသားဖြစ်တယ်ဘောเนาะသို့ပေမဲ့ဒီ28ရက်နေ့မှာဒီရန်ကိုကြီးကျယ်တဲ့ရန်ကိုထိခိုက်တယ်ဘောเนาะဒီငလင်ဖြစ်သွားတဲ့အတွက်ကြောင့်ဟိုကိုတို့ကလည်းအစရိယာစီစဉ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘောเนาะအကုန်လုံးဒီတန်ဃာတော်တွေအတွက်ရောဒီအာဂန်လူဆရာတော်တွေအတွက်ရော ဒီအကုန်လုံးဝတ္ထုငွေတွေရောအကုန်လုံးကိုစီစဉ်ထားပြီးသားဖြစ်တဲ့အခါကျတော့ကိုတို့ကပြောင်းလို့မရဘူးပေါ့နော်အချိန်ကြီးရက်တွေပြောင်းလိုက်လို့မရတဲ့အချိန်မျိုးဖြစ်သွားတဲ့အခါကျတော့ကိုတို့ကတော့အရင်ကတော့ဒီစီစဉ်ကိုဒီတိုက်ကြီးခရိုင်မှာရှိတဲ့တိုက်ကြီးမျိုးတိုက်ကြီးမျိုးကိုပဲပတ်ပြီးတော့ကိုတို့ကနေပြီးတော့ဒီကိုတို့ဒီရွာလေးရနေပြီးတော့ဟိုဒီမလေးရှားဝိုင်ရွာလေးရနေပြီးတော့တိုက်ကြီးမျိုးအထီကိုကိုတို့ကရှင်လောင်းလှဲ့ကိုစီစဉ်ထားတာပေါ့သူပဲမဲ့ဒီလိုအချိန်တွေမျိုးလေးအဲဖြစ်သွားတဲ့အခါကျတော့ကိုတို့ ဒီဘောကဝူဒီဖုံးကြီးချောင်းကနေပြီးတော့ဒီတဖားလုံးကြော်ကြော်လောက်ပဲရှိတဲ့ဒီစိတ်ဓာတ်သူကချမ်းရင်ပြတာဖះအချောင်းအထီကိုပဲရှင်လောင်းလှဲ့ပြီးတော့ပဲအခုလိုအချင်းချင်းလေးလှုပ်လိုက်ရတာပေါ့နော်ဟုတ်ကဲ့ကျောင်းသားတွေက အလူဒါနာတခုပရိုက်တာတခုလုပ်ပြီဆိုရင်အမြဲတမ်းလှူဒန်းပေးတဲ့ဘေးဆွေတွေရှိတယ်သူတို့ရဲ့သူတို့ကလည်းလူတွေထက်ပေးတယ်ပေါ့နော်အဲ့ဒါတွေပေါင်းဆက်ပြီးတော့ကျွန်တော်တို့ပေါင်းဆက်လိုက်တဲ့အခါကျတော့အကူတို့အားလုံး360 80လောက်လှူဖြစ်သွားတာပေါ့နော်30လောက်ဖြစ်သွားတာပေါ့လေရှင်ပါကြီး30လောက်ဖြစ်သွားတာသာသနာပေါင်းတက်တင်လိုက်ပါပြီဟုတ် ဒီခံစားမှုကတော့ဟိုပြီးခဲ့တဲ့9ရက်လောက်ကဆိုရင်တော့တော်တော်ကျွန်တော်ပျော်ရွှင်မှုတော်တော်ဖြစ်တယ်ပေါ့နော်ကျော်ရွှင်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီ28ရက်နေ့မှာဖြစ်သွားတဲ့ငလင်းရင်တန်းကြောင့်လည်းစိတ်ထဲမှာတော့ဟိုပြောရမယ်ဆိုရင်အရင်ကတော့လေပြောလို့မရဘူးဖြစ်တော့ပေါ့နော်။ဒါပေမဲ့အမှန်တမ်းပြောရရင်တော့ဒီချိန်မှာတော်တော်ဟိုဟိုစုပေါင်းပြီးတော့အဲ့လိုပျော်ရွှင်စရာတော်တော်လေးကိုဖြစ်ရမှာပေါ့နော်။အခုကတော့အချင်းချင်းလေးပဲလုပ်လိုက်ရတာပေါ့လို့ဖြစ်သွားတာပေါ့။ ါပေမဲ့ဒီကလေးတွေတော့ကတော့ရမ်းကောင်းပါတယ်ဒါပေမဲ့တိန်ဆင်းတဲ့မှာတော့တိန်ဆင်းတဲ့ယဟန်ယဟန်ဆရာတော်ကတော့ဒီဒုံလဘဆရာတော်ကတော့အလုံးဆရာတော်ကြီးတွေနဲ့ပေါင်းရင်တော့အပါ30လောက်ပဲရှိတာပေါ့ကျန်တဲ့68ပါ100လောက်ကတော့ကျန်တော့အဲចောင်းသားလေးတွေများတာပေါ့အဲចောင်းသားလေးတွေအတွက်ကြတော့အကိုတို့ကဒီသူတို့ရဲ့ចောင်းဝက်စုံနဲ့ပဲရှင်တော်လှည့်တဲ့ဟာမျိုးလုပ်ပေးလိုက်တာပေါ့တန်တာရဘုဒ္ဓဒုက္ခတောဘောဇနထာယ ဒီနေ့ဆရာတော်ဟောတဲ့တရားလိုပဲပေါ့နော်ရှင်သာမဏေပြုတ်တဲ့ရှင်ပြုတ်နိုင်တဲ့အဲအလူရှင်နေရာတဲ့မိန်းကလေးဖြစ်ရင်တော့မှယောက်ျားဘဝကိုပြန်ပြောင်းလဲပြီးတော့ယဟန္တာဖြစ်ပြီးတော့နိဗ္ဗာန်ကိုသွားရတယ်ဆိုတဲ့အကြောင်းတရားလေးကိုကြားရတော့ဘုရားကတော့အင်မတန်မကိုဝမ်းသာစရာဖြစ်တဲ့အလူတစ်ခုပါပဲဒီကျွန်တော်ဒီလိုမျိုး ပြောပြီးတော့မှကျွန်တော်တို့ကျမတို့ကတော့အာဒီတမလားပရိသတ်ဆိုတာတော့ဝေဖန်တတ်တာပေါ့နော် ဟိုချက်တဲ့သူတွေရှိတယ်မုန်းတဲ့သူတွေရှိကြတာပေါ့လေဒါကျွန်တော်မဆိုးလို့ပါဘူးသို့ပေမဲ့ဒီလိုမျိုးဟိုကျွန်တော်ရဲ့အလှပွဲလေးကိုကျွန်တော်လှုပ်ရတဲ့အကြောင်းလေးရင်းကိုကျွန်တော်ဒါကြွားဝယ်ရခြင်းအခုမှမပါဘူးကျွန်တော်ဒါအစရိယကျွန်တော်စီစဉ်ထားတဲ့ပွဲလေးဖြစ်လို့မဖြစ်ဖြစ်အောင်ကျွန်တော်တို့ဒါစီစဉ်လိုက်ရတဲ့ပွဲလေးပေါ့နော် အော်ဆိုတော့အကုန်လုံးဒီလိုမျိုးပွဲတပွဲကိုအလှပွဲတပွဲကိုရဟန်းခံရှင်ပြုပွဲတပွဲကိုလုပ်ဖို့ဆိုတော့အချိန်ကြီးတော်တော်ယူပြီးတော့မှကျွန်တော်တို့လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ဒါယူတော့ကျွန်တော်ဖြစ်သိမ့်မယ်နဲ့မဖြစ်သိမ့်တော့ဘူးပေါ့နော်ဖြစ်သိမ့်တော့မယ်နဲ့ဒါဆက်လက်ပြီးတော့မဖြစ်ဖြစ်အောင်ကျွန်တော်တို့ပွဲလေးကိုအချင်းချင်းလေးလုပ်ရတဲ့ပွဲလေးဖြစ်တယ်ပေါ့နော်အဲဒါလေးကိုကြည့်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီကုသိုလ်တရားတွေကုသိုလ်ကောင်းမှုတွေကိုဒီဆုံးပါသွားတဲ့ကျွန်တော်နဲ့ပတ်သက်ရင်ကျွန်တော်နဲ့ပတ်သက်တဲ့ပေါ့နော်ဟိုရှေးဘဝအဆက်ဆက်ကနေပြီးတော့ကျွန်တော်တို့တော်ဆက်ခဲ့တဲ့ ိသားစုတွေပါခဲ့ရင်ပေါ့ကျွန်တော်ဒီနေရာနေပြီးတော့အမျှပေးပါတယ်အမျှရရှိပါစေလို့ကျွန်တော်အမျှကျွန်တော်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအမျှတမ်းရရှိပါစေမကြမလော့သေးတဲ့ဘဝတွေရောက်ရှိတယ်ဆိုသွားရင်လည်းကျွန်တော်ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေနဲ့ကျွန်တော်ရဲ့အခုဒီနေ့ရဟန်းခံရှင်ပြုအလူပွဲလေးမှာကျွန်တော်ပြုလုပ်ရတဲ့ကုသိုလ်ကောင်းမှုတွေအတွက်ကျွန်တော်နဲ့အတူဆွေမျိုးတွေများဖြစ်ခဲ့ရင်ကျွန်တော်နဲ့အတူတူပဋ္ဌာန်းဆရာများရှိခဲ့တယ်ဆိုရင်ကျွန်တော်ပေးတဲ့ကုသိုလ်ကောင်းမှုတွေအမျှတမ်းပေးမှုတွေကို ီငလျင်ဓမ္မပါသွားတဲ့ဤသားစုတွေအကြောင်းတရားမျိုးမျိုးကြောင့်ရရှိပါစေလို့ကျွန်တော်အမျှတမ်းပေးပါတယ်အာလုံးကြာကြာတမျာအမျာ